ဒါကျွန်တော်19ချိန်မှာ မမတကွက်ကောင်းရှေ့ဩတော့ဖိုင်မှာနော်အဲ့တော့အဲ့မမမမမမဝင်နိုင်တဲ့သူကဒီဆက်ကွက်ထိုးပေါ့ဒါကအပစင်ကျွန်တော်နှစ်ကုန်မှာမဝင်နေတော့ကျွန်တော်တနစ်ဆာမှာမဝင်နေရတော့မမအောက်မှာပြောပြီးပြီကျွန်တော်တို့ကဒီဘက်ကိုရွေးချယ်မှုဟာဖိုင်ကိုရွေးချယ်လိုက်တယ်ဖိုင်ကိုအကြိုက်ဆုံးပေါ့နော်အခန်းဆိုင်ကိုလည်းကျွန်တော်ပြန်ညွှန်ပေးမယ်ကျွန်တော်ဒီ၁၈ချိန်ဖတ်ပြီးတော့အစောပိုင်းမှာကျွန်တော်ဖိုင်ဆိုင်ပြန်လာတယ်ကိုစမ်းမင်းလာပါအဲ့တော့ဖိုင်ကဖိုင်ချဆိုင်ကဒီတစ်ဘက်က ျွန်တော်လိုက်မှာလုံးဝအချုပ်ကခွန်ရကျွန်တော်အကြိုက်ဆုံးပဲစိုက်ကိုလည်းကြည့်ဖို့နော်ဒါကကျွန်တော်ပြလည်းပြခဲ့ပြီးပြီအဲ့ဒီတော့အပတ်စဉ်ဝယ်တဲ့လူတွေလည်းဖိတ်ဖုံးမှာတကွက်ကောင်းမမ်ဘာတကွက်ကောင်းရှင်ဩကတကွက်ကောင်းဝင်သွားတဲ့မမ်ဘာတွေအပတ်စဉ်သမားတွေလည်းဖိုင်မထွက်ရင်ပေါအောင်ထုတ်မယ်ဆိုရင်ဒီကောင်တွေရောရန်တင့်ပေါ့ဖိုးကြီးကာပေါ့ဗျာဥပမာဖိုင်ဖိုင်ကို3 3 4 5000တင်းချီပြစ်ထုတ်လိုက်ရဲဆိုရင်အဲ့ဒီကောင်ရဲ့ကာကနန်းဖြစ်အောင်လို့ဟိုမှာနှစ်သိန်းဘူးလောက်ထိုးလိုက်တယ်ဆိုရင်နှစ်သိန်းကို1000ဘူးလောက်စီတော့ရန်ရင်ရ2000ဘူးလောက်စီရန်ရင်ရ10ခွက်ဟုတ်လားတင်ကနန်းထိုးတာနဲ့တောင်းကနန်းလေးတရားလေးရန်လိုက်လို့ ထုပုံသွားတာကိစ္စမရှိဘူး။ဒါပေမဲ့တကယ်လို့များကိုအော်လိုက်တဲ့တကွက်ကတခြားမှန်လှည့်စားသွားခဲ့ရင်ထိုးခြင်းမရှုံးမှုနဲ့အပြင်မြက်ကလေးရမယ်။ဆယ်ဘွက်ပဲထိုးရမှာဟုတ်လား။ဒါကတကွက်ကောင်းကိုအဲ့မမတွေကရှေ့ဩတကွက်ကောင်းကိုရွေးပွဲသွားတဲ့မမတွေအတွက်အပတ်စဉ်သမားတွေအတွက်ကိုကျွန်တော်ကလာလျောချင်းဖြစ်တယ်နော်။ဒါကဖိုင်မထွက်ရင်ပေါအောင်ထိုးမယ်ဆိုရင်ဖိုင်ဆယ်ဘွက်လုံးရန်ထိုးပေါ့နော်။ဒါကဒါမမဝင်နိုင်တဲ့သူတွေလည်းဒါကျွန်တော်ရဲ့မမ16ချိန်မှာတကွက်ကောင်းရှေ့ဩကဖိုင်မယ်နော်ဖိုင်တကွက်သေးပဲအဲ့တော့အဲ့ဒီဖြစ်မယ်ဆိုရင်တကွက်ကောင်းကိုဖိုင်ဖို့ဖိုင်ဆယ်ခွဲရှိတာရန်ရန်ရအောင်လုပ်ရအောင်လို့လေဟုတ်လားအဲ့တော့ ကျွန်တော်အစောပိုင်းကဖိုင်ဆိုက်ကိုကျွန်တော်ပြောခဲ့ပြီးပြီဒါပေမဲ့ပြန်နှွေးပေးမယ်အဲ့ဒီ line ကနေပဲကျွန်တော်တို့တခြား line တွေရှိသေးတယ်ပေါ့နော်ဖိုင်ကြဆိုက်ကြီးများရရှိတယ်သုံးလင်းမှုတော့မရှိဘူးအဲ့တော့ဒီတလိုင်းနဲ့တင်ကျွန်တော်ပြောလိုက်မယ်နော်တခြား line တွေကြတော့ဘာလို့ membership organizer တပေါ်ကောင်းအချမ်းရတာကျွန်တော်ကလည်း share တစ်ချိန်လာအောင်တပေါင်းနဲ့ရောင်းထားတာဆိုတော့လေအဲ့ဒါမှလည်းကျွန်တော် internet phone တွေဒေဘိုးတွေကျွန်တော်တို့ကြည်ကရှုကအချိန်ပေးကားတွေပေါ့ဗျာဟုတ်လားဟော share ပဲကြည်နေတော့ကြတော့တခြားအလုပ်ကမလုပ်ကြတော့ဒီကနေပဲဝင်ဝင်ရှာရတာပုံတော့အဲ့လိုပေါ့အဲ့တော့ဖိုင်ဆယ်ဘွက်ပေါ့နော်ဒါဖိုင် ိုကြိုက်တဲ့ခံရွေးထုတ်ပါဗျာကျွန်တော်အဲ့တော့ဒါကမမ္မာတစ်ခွက်ကောင်းမှရှေ့ဩဟာဒီဘက်ကဖိုင်ပါနော်ဖိုင်ဆိုတော့အားကြံလို့ပေါ့ဗျာညနေပြီနော်ကျွန်တော်မမ္မာတွေကတော့ညနေရတိုင်းကျွန်တော်ပြောထားပါတယ်နော်အဲ့တော့ကလင်နာမှာတုံးကပ်တဲ့ရှိခဲ့တယ်ကျွန်တော်တို့ဒီ၉ချိန်လောက်က၃၉၀ဗီဒီယိုချန်နယ်မှာရှိတယ်တင်ထားတာရှိတယ်ပေါ့နော်အောင်ခဲ့တယ်၂၄၂၄ချိန်မှာ၈ပေါင်းနှစ်လောက်ကြာတုံးကပ်ရှိတယ်ဒါဒုတိယကပ် ဒါကတတိယအခုနှစ်ပေါ့နော်အဲ့လို तू ကရှေ့ပေါင်းနှစ်လို့ရိုက်တာနဲ့ तू ကဆယ်ကွယ်လိုင်းနဲ့ရိုက်ခဲ့တာဒီမှာဗရိတ်ဗရိတ်သုံးလို့ရိုက်တယ်ဗရိတ်သုံးလို့ရိုက်တော့ तू ကပါဝါနဲ့ခွာတယ်နော်အဲဒုတိယကတ်မှာလည်း तू အပေါ်တပွဲကျော်မှာဗရိတ်သုံးပြီးတော့ဗရိတ်လေးလို့ကစားတယ်ဝါသွားတယ်ပါဝါခွာတယ်နော်ပါဝါနဲ့ခွာပြီးတော့ကစားတယ်အဲ့တော့ဒီမှာဗရိတ်ငါဗရိတ်ငါလို့ရိုက်ပြီဆိုတာနဲ့ပါဝါနဲ့ခွာတယ်ဟုတ်တယ်နော်ဆယ်ကွယ်လိုင်းကြီးအဲ့တော့ तू ကဒီနေရာမှာပါဝါခွာကိုဗရိတ်ငါနဲ့ဆိုတော့ဆယ်ကွယ်လိုင်းဆယ်ကွယ်လိုင်း အဲ့တော့ခွာတာတွေကလည်းသူကတယ်အကြီးကရှေ့ကနေပဲခွာတာနော်ယူဆတတ်တယ်ဆိုအကြီးကရှေ့ကနေပဲခွာအဲ့ဆိုအကွက်ကိုတဖြည်းဖြည်းတောင်အဲ့တော့ပြန်ကျုံလို့ရတယ်ဆန့်လာခဲ့တာပေါ့ဗျာဖိနေခဲ့တာပေါ့တဲခဲ့တယ်ဆိုသူ့အောက်မှာသူကခွာပေါင်းချင်းပါဝါကိုခါလို့တဲတာသူကခွာသုံးတဲခဲ့လို့သုံးပါဝါချစ်ခါနဲ့တဲခဲ့တာတဲပြီးတော့သူကအဲ့ဒီခွာသုံးကြောင့်သူခွာသုံးလို့ဆင်းပြီးရှေ့ပေါင်းနှစ်ပုံတင်နေတယ်လို့ဆယ်ခွက်လိုက်ဆယ်ခွက်လိုက်နေဒီအောက်ဒီမှာကစားသွားတယ်နော်အဒုတိယကတ်မှာကလည်းသူကဒီခွာသုံးနှစ်ကတ်လောက်တယ်အဲ့ဒီခွာသုံးကြောင်မဲ့သုံးပါပါရှစ်ခါနဲ့တည်ခဲ့ပြီးတော့သူ့အောက်မှာခွာသုံးကိုရှစ်ပေါင်းနဲ့နဲ့ပဲကစားခဲ့တယ်နော်အဲ့တော့ဗရိတ်သုံးဗရိတ်လေးဗရိတ်ကပါပါခွာရအောင်မှာ အဲ့တော့ပရင်းငါအောက်မှာလည်းသူကခွတ်ပစ်လို့ကစားတော့တစ်ပါပါ6ခါနဲ့တဲခဲ့ပြီးတော့အဲ့ဒီခွတ်တဲ့ကခွတ်တဲ့လို့စေးပြီးရှေးကောင်းနေဆိုဆယ်ခွဲလိုင်းနေပဲသူကစားခဲ့တာအဲ့လိုကစားခဲ့ပြန်တဲ့သူ့ရဲ့နောက်နေထဲမှာကျွန်တော်တို့ကဒီမှာ၃ချိန်မှာကျွန်တော်ပြောခဲ့တယ်ကို၃နှစ်ထွက်တယ်နော်၃69စီနီယာနဲ့၃ခုသွားစီနီယာနဲ့အဲ့တော့ဒီမှာလည်းသူကရှေးကောင်းနှစ်ဒုတိယကတ်မှာလည်းနောက်နေထဲမှာနှစ်6ချိန်မှာကို၃တက်ထွက်တယ်ဒီမှာတတိယကတ်မှာလည်း၉ချိန်မှာကို၃၀ဆိုပြီးကျွန်တော်ရေးပေးခဲ့တယ်ကို၃၀အာထွက်သွားတယ်နော်အဲ့ဒီလိုသူကဒီအပင်ကိုက်တွေလောက်တယ်ဆိုရင်ရိုးရိုးရှင်းရှင်းလေးကြည့်လိုက်အောင်မယ်ကျွန်တော်တို့ကအဲ့ဆိုရင်ကျွန်တော်တို့က ဒီရှေးပေါင်းနဲ့လို့ဖြစ်တာနဲ့3ချိန်6ချိန်9ချိန်မှာ930 930နဲ့930 930လို့ထွက်ခဲ့တယ်ဆိုရင်ဒီမှာလည်း20နဲ့3ချိန်မှာ तू ကထွန်ထွက်တယ်20နဲ့3ချိန်ဆို तू ကအကောင်အပေါ်တက်တဲ့မဆီနီယံနဲ့3ပစ်9ဆီနီယံနဲ့23ချိန်ပြီးတော့21ချိန်အပေါ်တက်လိုက်တော့21ချိန်မှာအဲ့ဒီရှေးပေါင်းနှစ်ရက်နောက်နေ့တက်မှာထွန်ထွက်တယ်နောက်ရက်နောက်နေ့19ချိန်မှာထွန်ထွက်မယ်ဆိုရင်ဒီချိန်အဲ့ဒီထွန်ထွက်ဖို့အတွက်က तू ကဘာတွေချုပ်ခါလဲဆိုတော့ချုပ်ခါလာလေးကတော်တော်လေးကောင်းတာသူ့အပေါ်မှာထွန်မထွက်ခင်ကို6ခါဆီနီယံကျူတယ်နော်6ခါပြီးတော့သူ့အပေါ်တပွဲကျော်မှာ5ခါအဲ့ခါရဲ့အပေါ်တပွဲကျော်မှာ၄ခါ ချောင်းကားလေးစီနေရတယ်ပြေးလာတယ်ပြေးလာပြီးရတယ်သူကသူ့အောက်မှာခါးထုခါးနဲ့ပြန်ပြီးတော့ငါခါးထုခါးပေါင်းရင်းငါးနဲ့ပြန်ချုပ်တယ်သူ့အောက်မှာခါးထုခါးပေါင်းရင်းငါးပြီးတော့လေးငါးနဲ့တပွင့်ငယ်နဲ့လေးနဲ့ပြန်ချုပ်တယ်ခြောက်ခါးငါးခါးလေးခါးနှလုံးပေါင်းငါးနှလုံးပေါင်းလေးနှလုံးပေါင်းသုံးအဲ့တော့သူ့အောက်မှာသုံးခါးနဲ့ပြန်ချုပ်တယ်ခါးထုခါးအဲ့တော့ဒီအပေါ်မှာလေးခါးလို့ထွက်ခဲ့တယ်ဒီခါးထုခါးသုံးလို့မချုပ်ခဲ့တဲ့အတွက်ဖိုင်မလိုက်ခဲ့ဘူးနော်အဲ့တော့ဒီလိုင်းမှာကဆိုလာလာပြီးတော့ထူကြတိုက်ဆိုင်နေတာကအဲ့လိုထွက်ဖို့အတွက်ကို तू က20နဲ့3ချိန်မှာကိုးလေးလို့ခွာခဲ့တယ်ကိုးထိတ်ပုတ်လေးကို၄၃နှစ်စီနေရတဲ့ ချိန်20နဲ့3ချိန်ပြီးတော့20နဲ့3ချိန်3ချိန်တစ်ချိန်20နဲ့တစ်ချိန်မှာ6သုံးခွာခဲ့တယ်နောက်ပိတ်က4သုံးနဲ့စီနီယာနဲ့အဲ့တော့ကျွန်တော်တို့မှ19ချိန်မှာ6နှစ်ခွာတယ်အဲ့တော့ဒီဖြစ်စဉ်အောက်မှာပဲနော်ဒီဖြစ်စဉ်ရဲ့ဘေးလေးမှာပဲလာဖြစ်တာဒီဒီ6ခါနှလုံးပေါင်းက6လေးအခွ9ခါနှလုံးပေါင်း4 6သုံးအခွ4ခါနှလုံးပေါင်း3 ကိုနှစ်အခွားအဲ့ဒီလိုသူကကိုနှစ်လို့ခွာတော့လေသူက၄၃နှစ်နောက်ပိတ်စီနေရကိုသူ့ရှိမှဖြောင်းပြန်ပြန်ပြီးတော့၂၃လေးပြိတိနဲ့ထောက်ထားတယ်သူ့ရှိမှ၂၃လေးပြိတိနဲ့ထောက်ထားတယ်သူ့ရှိမှ၂၃လေးပြိတိနဲ့ထောက်ထားတယ်အထောက်ထားတဲ့ဒီတောက်မှကြတာကနှစ်ထွိုင်းခွန်ထွိုင်းအဲ့မှာဖောက်ဖိုင်လာမလဲဟောနော်ဒါကတော့ကိုကိုတခြား တင်တာလေးနဲ့တခြားဆရာလေးတင်တာလေးနဲ့ကြည့်ပြထိုးနေလဲထိုးဒါကတော့ကျွန်တော်ဒီလိုင်းကနေကျွန်တော်ရေမှန်ပါခွိုက်တစ်ခွက်ကောင်းထုတ်ထားတယ်ဆယ်ခွက်လုံးမှမှာကတ်ထဲမှာမပါဘူးဟုတ်လားတစ်ခွက်ကောင်းဝယ်သွားတဲ့လူတွေကထိုင်ဆယ်ခွက်ကိုထိုးကျင်ရင်ထိုးပါဟုတ်လားကျွန်တော်ရေရွေးချယ်မှုမှာကြိုက်လိုချင်တယ်ဆိုရင်တော့ကျွန်တော်ချဲတကြိမ်သာကိုခွိုက်မှာပဲနော်ထိုင်ဆိုအားရမလို့ဘူးတတောင်းခွဲပါနော်တတောင်းခွဲဖြစ်ပါတယ်အခုချိန်ကနှစ်ကုန်ပြီလက်မခံပါဘူးကျွန်တော်နောက်နှစ်လူဟောင်းနေမှာဟုတ်ဘူးလူဟောင်းနေရနှစ်ကုန်ကန္နာနီးမှာလာဝင်မှာနော်လူတစ်တေလူတစ်တေပေါ့အလူတစ်တေက နှစ်ဆမလာဝင်ရင်လေလူပြစ်ဆိုတာအပတ်စင်သမားတွေရောပါတယ်နော်ကျွန်တော်ကနှစ်ကုန်ချီဝင်ထားတဲ့လူကိုပဲကျွန်တော်ကမန်ပါလာလူဟောင်းဈေးပဲထားပေးတာလူဟောင်းကျတော့ကျွန်တော်တသိတဲ့တောင်းတတ်မှတ်တယ်ဘာလို့တသိတဲ့တောင်းတတ်မှတ်ထားလဲကျွန်တော်မန်ပါခေါ်တော့9000 9000 9000ဆိုပြီးကက်လာတယ်9000 9000နှစ်ကုန်9000ဒီပုံစံတော့လည်းတက်တယ်လီ9000 9000ဒီတိုးပြီးတော့ယူလာတဲ့အတွဲပြီးခဲ့တဲ့နှစ်ကကျွန်တော်လူဟောင်းတွေကို9000လူတစ်တီတသိ8000အဲ့တော့ဒီနှစ်မှာလူတစ်တီကို2000ပို့လိုက်ရယ်2000လူဟောင်းတွေကြတော့တသိနဲ့တောင်းပဲကျွန်တော်တတ်မှတ်ထားတယ် ဒါပေမဲ့နှစ်ကုန်ကဏ္ဍနီးမှာလာပါတော့ထိုင်းရနေဆိုရင်ဘတ်နှစ်ထောင်လူဟောင်းနေရတော့ဘတ်ထောင်တရာပါတော့တစ်ထောင်မှာပဲတစ်ထောင်ပဲယူရမယ်လူဟောင်းနေထိုင်းရလူဟောင်းနေရဘတ်တစ်ထောင်ပဲနော်အဲ့တော့နှစ်ကုန်ကဏ္ဍနီးမှာလာဝင်မှာအခုချိန်မှာဝင်လဲလူတစ်ကတော့ဒီမာတရားဆိုနှစ်သိန်းထိုင်းရနေဆိုရင်ဘတ်နှစ်ထောင်နှစ်ဆမလာဝင်လဲဒီဈေးပဲနောက်ချိန်မှာလာဝင်လဲဒီဈေးပဲအခုလူတစ်တရာလာဝင်ရင်လက်ကြံချိန်ကိုအခမဲ့ရမယ်နံပါတ်26တနစ်စာတိပေါ့နော်အဲအဲ့ဒါကတော့လောလောဆယ်မနေရတင်ကိုနှစ်ယောက်လူပစ်နှစ်ယောက်ပေါ့ဒါကတော့ဒါလူဟောင်းတစ်ယောက်ကတော့ဟုတ်တယ်လို့ကသူကတော့ပေါ့ရင်လည်းမဟုတ်ပေးလို့じゃအဲဒါက3ယောက် ဒါလူတစ်ပေါ့နော်အဲလူတစ်ကမနေ့ကဝင်ထားတယ်2026မမဆယ်ရင်ဒီကဘက်ထဲမှာသူက3ယောက်လာဝင်သွားတယ်ပေါ့တယောက်ကတော့ဟို3 5ယောက်ကျွန်တော်မမရှယ်အောင်အောင်တော့ကအခါတဲ့မမိုးပေးရင်လည်းယူထားပါဆိုလို့ကျွန်တော်ကယူထားလိုက်တာနော်မမိုးပေးရင်လည်းဆိုတော့2026မှာသူကတနည်းဆိုင်တော့ဒီမှာ3ယောက်ရှိသွားပြီပေါ့နော်ဒါ3ယောက်လောလောဆယ်မနေ့ကဝင်တာပေါ့ဒါနောက်ပတ်ဒီဆိုလာတော့မယ်ဒီလိုပဲနှုတ်ငန်းသားကြီးလာလာပြီပေါ့နော်အဲ့တော့အပတ်စဉ်ဝယ်သမားကတော့ခြေတစ်ပတ်စာ1000ကျော်ခြေသုံးပတ်စာဆိုရင်၄000ပေါ့နော်ခိုင်းရနေဆိုရင်ခြေတစ်ပတ်စာ150သုံးပတ်စာဆိုရင်400ပါနော်ကဲအားလုံးပဲ မမမဝင်နိုင်တဲ့သူကိုလည်းကျွန်တော်ချပြရတဲ့ဆယ်ခွဲလိုက်တော့အဲ့ထက်မှကျွန်တော်ရဲ့မမတကောကောင်းရှေ့ရောပါပဲနော်အဲ့တော့မဝင်နိုင်တဲ့လူကဒီဆယ်ခွဲကို200ဘူး500ဘူးခံဖို့ရတယ်ကိုကြိုက်တာကိုကိုတင်ထိုးပေါ့နော်ဟာတကောကောင်းကြိုက်တဲ့လူကတော့ဒီဟာဒီဆက်ခွဲနေရဆယ်ခွဲထဲကကျွန်တော်ရွေးချယ်ထားတယ်အခုလာလိုင်းနေလိုင်းကောင်းလားမကောင်းလားကိုကကိုကြည့်ကြည့်ပေါ့နော်စစ်ကြည့်ပေါ့ကျွန်တော်အဲ့လိုင်းကနေကျွန်တော်ကတော့စောင့်နေတာ file file ဒီနေ့ထဲမှာ organize မထုတ်ဘူးပေါ့နော်ကျွန်တော်တို့ဖတ်မထုတ်ဘူးကျွန်တော်ဒီအချိန်ကိုစောင့်နေတာအခုက file ခန်းနဲ့စောင့်မယ်လို့ရောက်လာတဲ့အတွက်ကြောင့်ကျွန်တော်ဒီအချိန်မှာ file ခန်းနဲ့ဖြစ်တယ်နော် file ခန်းစောင့်နေတာဒီရှေ့ပေါင်းနဲ့လိုင်းကနေ file ဲ့တော့ဒီမှာအထောက်ဆုံးလာတယ်ကျွန်တော်ကဒီ930အောင်ပြီးသွားကြတယ်က930အောင်ပြီးသွားကြတယ်ကသူဒီ line ကဒီအပြင်ရကြပါဘောနော်စီနီယာတွေနဲ့တုံးမှုသွားစီနီယာနှစ်ခုသွားစီနီယာတစ်ခုသွားစီနီယာပေါ့နော်ဘာလို့ဆိုတော့သူကလည်း7390တော့မှ369တို့နော်ဒီမှာကျတော့သူကနောက်နေ့ထဲမှာ369မှာ930နဲ့ဓာရီကသူတကယ်ကြီးပေးထားတယ်နော်တုံးချင်းအဲ့ဒီတကယ်ပေးရတဲ့အကြောင်းကြီးရှေးပေါင်းနှစ်ဆိုတာကနည်းနည်းလေးအမြင်နည်းနည်းလို့ပေါ့နော်မြင်တာတဲ့တုံးကစီမဟုတ်တဲ့ပုံစံမျိုးရှေးပေါင်းနှစ်ဆိုတော့လေအဲ့တော့ဒီမှာသူကကဏ္ဍအလုံးစံပေးတာမြင်တာအောင်ပေးတယ်သဘောတရား 3D ရဲ့သဘောတရားကအဲ့တော့ဒီမှာ3ချိန်မှာ930နှစ်တုံးပြီးတော့6ချိန်6ချိန်မှာ930နှစ် ကိုးချိန်မှာကိုး30ဆိုပြီးတော့သူတိတ်ချသွားတဲ့အတွက်ဒီလိုင်းကနေဒီမှာအနီးကထောက်ကြတယ်ကိုးလေးလေးလည်းခွာတယ်ချုပ်ထားတာလည်းအများကြီးပေါ့ပြည့်အဲ့ဒီအောက်မှာသူကဖိုင်တစ်ခွက်တယ်လို့ပြောတယ်ပြည့်ဖို့အတွက်အဲ့ဒါကြောင့်မို့ကျွန်တော်ဖိုင်တန်ခြင်းဖြစ်တယ်အဲ့တော့သူကဒီလိုပြန်တက်ဆောင်းလာလို့ပဲငါကြောင့်သာအတွေးမင်းမတွေးနဲ့23ချိန်မှာဖိုင်22ချိန်မှာဖိုင်19ချိန်မှာဖိုင်အဲ့ဒီလိုပြန်တက်တော့ကျတော့ရှေ့က10ခန်းနေဖြုတ်လိုက်ရင်3ချိန်2ချိန်5ချိန်ကြောင်းမျက်စိမြင်ရတယ်သူကပြန်ပြီးတော့ဖိုင်ခမ်းမယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဖိုင်10ခွက်ကို ကျွန်တော်မှမှာတနစ်ဆိုင်မှာမှာဝင်နေရတော့ဒါမှမှာခရုထဲမှာကျွန်တော် live ညနေရလဲ live လုပ်ပြီးပြောပြီးပြီဒီကအပတ်စဉ်ဝဲသွားတဲ့လူတွေအတွက်ဖိုင်မထွက်ရင်ပေါအောင်ထိုးခြင်းလဲဆိုဖိုင်ဆယ်ဘက်လုံးရန်ထိုးထိုးဟုတ်လားထိုးခြင်းလေးကောင်းလို့ပေါ့ဗျာဥမာတသိန်းဘူးထိုးမယ်ဆိုရင်ပေါအောင်မှာတထောင်ဘူးကြီးရောရန်ပေါ့တသိန်းနဲ့တထောင်နဲ့ကတထောင်နဲ့ကစေစားတဆပဲလीဟုတ်လားတသိန်းဘူးအိုးလိုက်မယ်ဟာဘူးတထောင်ဘူးကြီးတော့ပြန်လိုက်ကိုတော်ဘူးတော့ထိုးပေါ့သဘောတရားကပြောပြရလေတထောင်ဘူးထိုးမယ်လူကကိုတော်ဘူးထိုးတထောင်ဘူးကြီးတထောင်ဘူးတရားကွက်စီတော့ရန်ရန်လိုက်အဲ့ဒါဆိုရင်ထိုးကြီးကရင်ကရမယ်ပေါ့နော်နေရာဘူးကြီးတော့ပေါ့ ။ဘောတရားကိုကျွန်တော်ပြောပြတာလေ။ဟုတ်လား၈ထောက်ဘူးလောက်ထိုးလိုက်။တကွက်ကနေရဝူးစီတော့ရန်လိုက်။အဲဒီလိုမျိုးတွေပေါ့ကြားကြီးခြေရကြီးကြားငယ်ခြေရငယ်။အဲ့တော့ဒီတပွဲကိုထိုင်အကြိုက်ဆုံးပါပဲနော်။ထိုင်အထောက်ထားဆုံးပဲ။စောင့်နေတာလည်းဒီအချိန်ကိုကျွန်တော်ကစောင့်နေတာဖြစ်တယ်။ရှေးကောင်းနဲ့ကစားပြီးစီကလေးရ။အဲ့တော့တိုက်တယ်ဆိုရင်ဖိုင်ဆယ်ကွက်လုံးကိုပို့နိုင်ပါတယ်။မမဝင်နိုင်တဲ့လူကတကွက်ကောင်းတိုက်တဲ့လူကကျွန်တော်တို့မှာကျွန်တော်ရွေးချယ်မှုတကွက်ကောင်းကိုအချိန်ကတပေါင်းခွင့်နဲ့ပေးပါတယ်နော်။အားလုံးပဲမင်္ဂလာပါဒီလောက်ပါပဲခင်ဗျာနော်။ကိုနိုင်ဝင်းထောက်ကြပါ၆၃လုံး၊၃၃လုံးပေါင်းပါတယ်နော်။အဲ့တော့ဖိုင်ဆယ်ကလေးကိုကြည်ပါ။ ကောင်းပါတယ်နော်အားလုံးမင်္ဂလာပါဒါလေးတက်ပြောပါမနေ့ကအားလုံးပဲကံကောင်းကြပါစေလို့ကြောက်ပြပါတယ်ကြာနော်ကျွန်တော်နဲ့အတူကံကောင်းကြပါစေပေါ့နော်